အားလုံးမင်္ဂလာပါမိတ်ဆွေများအားလုံးမင်္ဂလာနေ့လည်ခင်လေးပါဆရာမအခုမိတ်ဆွေတို့ကိုရောက်ရှိလာတဲ့တပေါင်းလာပြည်နေ့ကနေစပြီးတလတာအတွက်အမြင်များမှပြောတော့ကံကြမှာအဟောလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့ဟိုအခုရောက်ရှိလာတဲ့မကြခင်ရောက်ရှိလာတော့မယ်တပေါင်းလာပြည်နေ့ဖြစ်တယ်လားဘက်ကပြည့်တဲ့နေ့ဖြစ်တယ် မတ်လ14ရက်နေ့ကနေနော်နောက်ထပ်တကူးလာပြည့်မတိုင်ခင်အထိတလတာအချိန်ကာလမှာပေါ်ပေါက်လာမယ်နော်အမည်နာမပိုင်ရှင်တွေအတွက်ပြန်ကြမှာအဟောလေးပဲဖြစ်ပါတယ်အဲ့တော့ဆရာမအဲ့ဒါလေးကိုပြောချင်ပါတယ်အမည်နာမဆိုတဲ့နေရာမှာနေနိုင်ကိုရည်ညွှန်းတာမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်နော်အခုပြောတဲ့တနင်္ဂနွေတနင်္လာအင်္ဂါဆိုတဲ့ဟာတွေဟာ အမည်နာမရဲ့အဖွင့်စလုံးကိုရည်ညွှန်းတာဖြစ်ပါတယ်။အဲ့ဒါလေးကိုနားလည်ပေးပါเนาะအဲ့တော့အမည်နာမနဲ့ပတ်သက်ပြီးမိမိဟာဘယ်အမည်နာမကို အဖွင့်ပေးထားလဲဆိုတာကိုเนาะစဉ်းစားပြီးတော့အခုဟောမယ့်နာမည်ရင်းနဲ့တွဲပြီးဟောလာတဲ့အဟောတွေကိုနားထောင်ပေးသွားမှာဖြစ်ပါတယ်เนาะဥပမာအောင်ဝင်းဆိုရင် သူ့အတူပါနေတာပဲဖြစ်ဖြစ်တနင်္ဂနွေနဲ့နဲ့အစပြုတဲ့အမြေပိုင်ရှင်တွေမှာနားထောင်ရမယ်နော်နောက်တစ်ခါဟောနော်ဟိုဖြူဖြူဆိုရင်သူတိတနင်္ဂနွေသမီးပဲဖြစ်နေအောင်တော့ကြာသာပရိနိုင်နဲ့အစပြုတဲ့အမြေပိုင်ရှင်တွေမှာနားထောင်ပေးရမှာဖြစ်ပါတယ်ကဲစပြောပါတော့မယ်နော်တနင်္ဂနွေနဲ့နဲ့အစပြုတဲ့အမြေပိုင်ရှင်တွေအိမ်နဲ့မြေတွေအယောင်အဝယ်အောင်မြင်ပါမယ်အကြီးကဲဆရာသမားတွေရှိကအကူအညီရမယ်အဲ့တော့ မိမိစီးပွားရေးမှာတော့တခုတော့ရှိတယ်မိမိနေပါမှာပဲမနာလိုတဲ့သူမိမိစီးပွားရေးကိုအတားအဆီးပြုတ်မဲ့သူတွေပေါ်ပေါက်လာပါလိမ့်မယ်လက်အောင်ငယ်သားအလုတ်သမားတွေနဲ့လောက်ရတဲ့အလုတ်တွေဆိုရင်တော့အဲ့ဒီအလုတ်မျိုးတွေဟာအောင်မြင်မှုရမယ့်အလုတ်မျိုးတွေဖြစ်လိမ့်မယ်လို့ဖော်ပြထားတာပါခရီးသွားဖို့စီစဉ်မိမှခရီးစဉ်ကက်ပြဲနိုင်ပါတယ်ဒါလေးကိုတော့သတိထားပါ เนาะအဲ့တော့တနင်္ဂနွေနေ့နဲ့စပြုတဲ့အမိပိုင်းရှင်တွေဟာအချစ်ရဲအလွန်ကန့်ကောက်မဲ့လာတလာဖြစ်ပါတယ်အိမ်အောင်တဲ့တွေကတော့တိုးနေတိုးအပေးယူမြားပြီးနားလည်မှုရှိမဲ့လာတလာပါ ကျဲမရဲ့အရတော့မျက်လုံးမျက်စိနာတာမျက်လုံးထိကြိုက်တာမျိုးတွေဖြစ်ပေါ်တတ်တာကိုတော့သတိထားသွားဖို့လိုပါတယ်အဲ့ဒီတနင်္ဂနွေနေ့နဲ့စပြုတဲ့အမိပိုင်းရှင်တွေရဲ့ကျဲမ ရေအရာရောအားနဲ့ချက်တွေနဲ့ပတ်သက်တဲ့ဟာရော အကာအကွယ်ဖြစ်စေဖို့ကုသိုလ်တွေပြုလုပ်ရမှာဖြစ်တယ်။ပြုလုပ်ရမယ့်ကုသိုလ်ကကောင်းခြင်းမောင်းအဖြူ၃ပွဲ၊ကော်ဖီ၃ကွက်ကို ပြင်းမင်းအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံဆုံးအဖြစ်နဲ့ကတ်လှူသွားရမှာဖြစ်ပါတယ်။ဒါကတနင်္ဂနွေနေ့နဲ့အစပြုထားတဲ့အမိပိုင်ရှင်တွေပါ။နောက်တစ်ခုပြောပါမယ်တနင်္လာနဲ့တနင်္လာနဲ့အစပြုတဲ့အမိပိုင်ရှင်တွေ တနင်္လာနေ့နဲ့အစပြုတဲ့အမီပိုင်ရှင်တွေကစီးပွားရေးအသက်လုပ်ငန်းအသက်တွေပေါ်ပေါက်လာပါလိမ့်မယ်။တရယူကိုဆောင်ရေးလုပ်ငန်းတွေဆက်သွယ်ရေးလုပ်ငန်းတွေ ပြုလုပ်တဲ့သူဖြစ်ရင်တော့အချိုးအမြတ်ကောင်းတွေကိုရရှိမှာဖြစ်တယ်။ဒါပေမဲ့မော်တော်ကားမော်တော်ယာဉ်နဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့စီးပွားလုပ်ငန်းမှာပဲဖြစ်ဖြစ်ပိုင်ဆိုင်တဲ့မော်တော်ကားမော်တော်ယာဉ်တွေမှာပဲဖြစ်ဖြစ်ထိခိုက်မှုပျက်စီးမှုတွေဖြစ်ပေါ်တတ်တာဘူးတော့တလာတာလုံးသတိထားရမှာပါ အဲနိုင်ငံသားဘာသာစကားသင်ယူနေတဲ့သူတွေအတွက်တော့မိမိသင်ယူတဲ့ပညာရက်နဲ့မိမိမှာအကျိုးပေးတွေထင်ရှားလာမယ့်ကာလဖြစ်ပါတယ်။အချိန်နဲ့ပတ်သက်ရင်တော့ဒီလဟာတနင်္လာနေ့နဲ့အစပြုတဲ့မြေပိုင်ရှင်တွေအတွက်အချိန်ရကန်ကောင်းမဲ့လာတလာလို့တွေ့ရပါတယ်။အိမ်အောင်တွေကတော့တုံးနဲ့တူအထင်မြင်လွဲမှားတာမျိုးတွေဒါမှမဟုတ်ပဝင်းကျင်က အထင်မြင်လွဲမှားလို့ဖြစ်ပေါ်လာတဲ့စိတ်နောက်ချက်တွေဝင်ရောက်တတ်ပါတယ်။ ကျမ်းမာရေးအရတော့တနင်္လာနေ့နဲ့အစပြုတဲ့အမီးပိုင်းရှင်တွေဟာအဆုတ်ပွားအဆုတ်ရောင်နာကိုတရိထားရမှာဖြစ်ပါတယ်တနင်္လာနေ့နဲ့အစပြုတဲ့အမီးပိုင်းရှင်တွေအတွက်ပြုလုပ်တဲ့ကုသိုလ်အစီအစဉ်လေးကနေ့စဉ် note နဲ့စွမ်းကို ရောပြီးပြောရရင်တော့ note sense note center ရဲ့စွမ်းပေါ့နော်အဲ့ဒီလို note နဲ့စွမ်းနဲ့ကိုရောပြီးစားလေးခတ်ပြီးတော့အယုံအချိန်မှာဖျားရှင်ကိုအယုံပြုတ်ပြီးလှူဒန်းမှုဖြစ်ပါတယ် အဲ့တော့လှူဒန်းပြီးတဲ့အချိန်မကတ်လှူပြီးတဲ့အချိန်မှာတော့ဖះရှင်ရဲ့အကြောင်းတော်ရှေ့မှာပဲလက်ကိုချီမိုးပြီးဂုံတော်ကိုးပါးကို၃ချိန်ရွက်ပွားတဲ့ဆယ်ပူဇော်ခြင်းကုသိုလ်ပြုပါအဲ့ဒါကနေ့စဉ်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်နော်နောက်အင်္ဂါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေအင်္ဂါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေဟာစာလုံးစာလိန်စာကွဲစာမြင့်စွဲညပေါ့နော်ဒါရီနဲ့အစပြုတဲ့အမိပိုင်ရှင်တွေပါ ဝင်ဆုတ်လိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်တဲ့အရန်ကိုဝမ်းသာစရာကောင်းတယ်နော်အကျိုးကျေးဇူးလေးကိုခံစားရမှာဖြစ်ပါတယ်ဝင်ဆုတ်လိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်မိသားစုကိုအကြောင်းပြုပြီးစိတ်ပူပန်မှုတွေတော့ပေါ်စေရတတ်ပါတယ်တဲ့အတိုက်ခံစကားပြောပြီးဖြည့်ရှင်းရမယ့်ကိစ္စတွေနော်အဲ့ဒီကိစ္စမျိုးတွေကိုတော့ဒီလထဲမှာရှောင်းပါဘာကြောင့်လဲဆိုတော့အဲ့လိုအတိုက်ခံစကားပြောပြီးတော့မှ အောင်မြင်မှုယူရမယ့်ကိစ္စရက်တွေမှာတော့အောင်မြင်မှုမထင်ရှားနိုင်ဘူးလို့တွေ့ရတယ်။ဒါကြောင့်အဲ့ဒီလိုအတိုက်ခံစကားပြောရမယ့်ကိစ္စတွေပေါ်ခဲ့ရင်တော့ရှောင်ပေးပါလို့နော်ဒီလိုလေးဟောချင်ပါတယ်။နောက်တစ်ခါကိုပိုင်းစီးပွားလုပ်ငန်းလုပ်တဲ့လူတွေဟာဒီပတ်စံကတော့ငါ့အတွက်ပြန်ရစရာမရှိတော့ဘူး။ဒီပစ္စည်းကတော့ငါ့အတွက်ရောင်းမထွက်တော့ဘူးလို့ sorry အဆုံးတွတ်ထားတဲ့နော်ပစ္စည်းငွေကြေးအဲ့ဒီတန်ဖိုးတွေဟာနော်မိမိအတွက် အကျိုးအမြတ်အဖြစ်နဲ့ပြောင်းလဲပြီးမိမိရှိကိုရောက်ရှိလာစေနိုင်တဲ့ကာလလည်းဖြစ်တယ်လို့တွေ့ရတယ်ဆိုလိုတာကနော်ရှုံးပြီလို့ယူဆရတဲ့ကွန်ပျူစီတွေကနေအမြတ်ဖြစ်လာနိုင်တယ်မရနိုင်တော့ဘူးလို့ယူဆထားတဲ့ပတ်စံတွေကနေမိမိရှိကိုအဲ့ဒီပတ်စံတွေပြန်ဝင်လာနိုင်ပါတယ်ဒါကောင်းတော့နော်အဟောကောင်းတော့ကံတရားပေါ့နော်နောက်တစ်ခါပညာရေးနဲ့ဆိုင်တဲ့ဂျိုးပန်မှုတွေ ကနေအကူအညီထောက်ပံ့နေရမယ်ဥမာပညာရေးနဲ့သက်ဆိုင်တဲ့เนาะဆရာသမားအကူအညီထောက်ပံ့ငွေကြေးနဲ့သက်ဆိုင်တဲ့အကူအညီထောက်ပံ့เนาะနိုင်ငံတော်နဲ့ပတ်သက်တဲ့အခြေအနေရဲ့ထောက်ခံချက်အကူအညီထောက်ပံ့ဒါရင်းနဲ့ပတ်သက်ပြီးတော့ကောင်းချို့ဖြစ်ရရှိမဲ့ကာလဖြစ်တယ်လို့ဖော်ပြထားပါတယ်။နောက်တိုးပေါ်ရေးလုပ်ငန်းလုပ်တဲ့သူတွေကတော့အနေငယ်ခက်ခဲမှုနဲ့ကြုံရတတ်တယ်၊ကြံ့ကြာမှုတွေဖြစ်မယ်၊လိုအပ်ချက်တွေများစေတတ်တဲ့ကာလလို့ဖော်ပြပါတယ်။နော် အင်္ဂါနိုင်တဲ့အစာပြုတဲ့မြေပိုင်ရှင်တွေကတော့အချစ်ရဲမှာညနာစမ်းပွင့်မှာဖြစ်ပါတယ်ချစ်သူရှိပြီးသားသူလည်းပဲနောက်ထပ်မိမိကိုနှစ်သက်လာတဲ့သူเนาะမိမိကိုစိတ်ဝင်စားတဲ့သူတွေပေါ်ပေါက်လာစေတတ်တဲ့ကာလလို့ဖော်ပြပါတယ်အိမ်အောင်ရေးအိမ်အောင်တွေအတွက်တော့အိမ်အောင်ရေးကောင်းမွန်ပါတယ်ဒါပေမဲ့သတိထားစရာကမိမိရဲ့အိမ်အောင်ရေးအတွင်းရေးတွေကိုပဝင်းကျင်နဲ့ဆွေးနွေးတိုင်းမြင်တာကိုရှောင်ရမယ်ဘာကြောင့်လဲဆိုတော့ပဝင်းကျင်ကြောင့်เนาะ စိတ်ကတိကအအိမ်အောင်ရေးမှာဖြစ်ပေါ်စေရတတ်ပါရဲ့။ကျမ်းမာရေးအရတော့လေချောင်းနာတာအဆုပ်အေးမိတာတွေဖြစ်ပေါ်တတ်လို့သတိပြုရမှာဖြစ်ပါရဲ့။ကုသိုလ်ပြုရမယ်အစီအစဉ်နေနဲ့တော့မြေပန်းအိုးတစ်လုံးမှာဇီဇဝါညော့ငါးညော့ကိုပြင်ပြီးတော့တလတာလုံးနော်မိမိအိမ်ဖျားကြောင်းတော်မှာမညိုးတန်းလဲလဲပြီးဖျားရှင်ကိုအာယုံပြုပြီးပို့ဆောင်ပေးသွားဖို့ဖြစ်ပါရဲ့။ဘုရုနဲ့အစပြုတဲ့အမိပိုင်ရှင် ဗောဓုနံဆိုတာကเนาะဗောဓုနံဆိုတာလရပလဲရာကောင်းလဝပေါ့เนาะအဲ့ဒီအခရာတွေ ਨੇ စထားတဲ့အမည်ပိုင်ရှင်တွေပါအဲ့ဒီအမည်ပိုင်ရှင်တွေကရည်ရွယ်ထားတဲ့စီပွားကုစီပွားရေးကိစ္စတွေအောင်မြင်မှုရရှိမဲ့ကာလဖြစ်ပါတယ်အဲ့တော့ရည်ရွယ်ထားတဲ့မလုံရသေးဘူးဆိုရင်လုံဖြစ်မယ်ရည်ရွယ်ထားတဲ့လုံနေတဲ့စီပွားရေးဆိုရင်လည်းအောင်မြင်မယ်ဒါကိုပြောတာဖြစ်ပါတယ် အဆောက်အဦအစ်စ်တွေတိဆောက်တာဝယ်ယူတာတွေပြုတ်လုရပြီးတော့ရတနာပစ္စည်းတွေနဲ့ပတ်သက်တဲ့ပိုင်းဆိုင်မှုအစ်စ်တွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ဖော်ပြထားလို့အလွန်ကောင်းမွန်တဲ့ကံတရားတွေပါ။နောက်ငပိငချောင်းနဲ့ရေထွက်ကုန်ပစ္စည်းတွင်နဲ့ပတ်သက်တဲ့စီပွားရေးလုပ်တဲ့သူတွေကအကျိုးဖြစ်ထွန်းမဲ့ကာလတစ်ခုဖြစ်တယ်လို့တွေ့ရတယ်။အဲတော့ငပိငချောက်เนาะရေနဲ့သဆိုင်နဲ့ထွက်ကုန်ပစ္စည်းတွေကို ခံပြူတာပဲဖြစ်ဖြစ်ရောင်းချတာပဲဖြစ်ဖြစ်ထုတ်လုပ်တာပဲဖြစ်ဖြစ်အဲ့ဒီလိုနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေလုပ်တဲ့သူဟာဒီလောက်မှာဘောဓုနိုင်တဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေဖြစ်ခဲ့ရင်တော့အောင်မြင်ဖြစ်ထွန်းလိုက်မဲ့ကာလပါတဲ့အဲ့တော့ပညာရေးနဲ့သက်ဆိုင်တဲ့စ조사မှုဒီမှာတော့မိမိကဝင်ပြီးကြောင်းလျှောက်တာမျိုးပဲဖြစ်ဖြစ်အများတဲကနေလူနည်းစုရွေးချယ်ခံမှုဝင်ရှင်ပြိုင်တာပဲဖြစ်ဖြစ်ရွေးချယ်မှုခံရတာမျိုးကိုပေါ်ပေါက်မဲ့ကာလဖြစ်ပါရဲ့တဲ့ဒါကြောင့်ဘုရုဏန်နဲ့အစပြုတဲ့ ပုံကိုယ်တွေဟာပညာသင်ကြားဖို့ကြောင်းတက်ဖို့အတွက်เนาะအကြောင်းလျှောက်တာမျိုးတွေပညာရေးနဲ့ပတ်သက်ပြီးเนาะရွေးချယ်ခံဖို့အင်တာဗျူးဖြေတာမျိုးတွေကိုစ조사တဲ့ ਨੇ လာတလာဖြစ်ပါရဲ့เนาะအခြေရေးမှာလိုအပ်တာထဲပို့ပြီးမျက်နှာစမ်းပွင့်လိုက်တယ်တကယ်တော့ရှေ့ပိုင်းမှာအင်္ဂါနဲ့နဲ့စပြည့်ရဲ့ပုံကိုယ်တွေကိုမျက်နှာစမ်းပွင့်မယ်လို့ပဲပြောခဲ့တယ်ဒါပေမဲ့ဒီနေရာမှာလိုအပ်တာထက်ပိုရွေ့လို့ပြောတဲ့အတွက်ကြောင့် เนาะလိုအပ်တာထက်ပိုနေပြီဆိုကြတဲ့ကကောင်းချိုးမဟုတ်ဘူးဆိုချိုးလာလိမ့်မယ်ဒါကြောင့်ဘာကိုပြောချင်တာလဲဆိုတော့မျက်နာစမ်းပွင့်ခြင်းကြောင့်နတ်ဆက်တွဲဖြစ်ပေါ်လာမဲ့ဆိုချိုးတွေရှိတယ်အချစ်ရဲမှာဒါကိုသတိထားပါလို့ပြောတာဖြစ်ပါတယ်เนาะအိမ်အောင်နဲ့သက်ဆိုင်ရနော်အိမ်အောင်ပြုတ်ဖို့အစီအစဉ်ရေးဆွဲတဲ့သူတွေကတော့နောက်ကျလိမ့်မယ်เนาะအိမ်အောင်ပြုတ်ဖို့အချိန်ကိုသတ်မှတ်ထားတဲ့ကာလထက်နောက်ဆုတ်ရတာမျိုးတွေဖြစ်ပေါ်စေရတတ်ပါတယ် ကျဲမာရဲ့အရာတော့သွေးတိုးတာသွေးပေါင်ကြတာတွေကိုဂရုစိုက်ရမှာဖြစ်တယ်ဒီအပြင်မှာသတိထားဖို့လိုတာကမိမိခံစားနေရတဲ့ဝေဒနာမျိုးမဟုတ်ပဲနဲ့ရုပ်တရက်ပေါ်ပေါက်လာလို့ဖြစ်ပေါ်တဲ့ခွဲစိတ်ကုသရတာတွေဖြစ်ပေါ်တတ်ပါရဲ့ဒါကိုတော့ကျဲမာရဲ့အရာသတိထားဖို့လိုပါတယ်အဲ့တော့ပြုလုပ်ရမယ့်ကုသိုလ်အစီအစဉ်ကဖန်ပန်းအိုးမှာ မလကာညွတ်သုံးညွတ်တပေညွတ်တညွတ်တို့ကိုပြင်းပြင်းအပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမိမိအိမ်ဖျားကြောင်းတော်မှာပြန်ဆင်ပူဇော်ခြင်းကုသိုလ်ကိုပြုလုပ်ပေးသွားဖို့လိုအပ်ပါတယ်။နော်ဒါကဗုဒ္ဓဟူးနံနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေပါ။နောက်ကြာသာပရိနံနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကမထင်မပင်ခရီးဝေးကိုရုတ်တရက်သွားရပါလိမ့်မယ်။နော်မတူညီတဲ့စီးပွားရေးကိုထပ်မံတိုးချဲပြီးတော့လှုပ်ဆောင်ခွင့်ရပါလိမ့်မယ်။ နော်မတူညီတဲ့လုပ်ငန်းလို့ပြောတဲ့အတွက်တိုးချက်လှုပ်ဆောင်တယ်ဆိုတာထက်ထပ်မံချဲ့ထွင်လှုပ်ဆောင်တာကိုလုပ်နေတဲ့အလုပ်နဲ့နောက်ထပ်မတူတဲ့အလုပ်တွေထပ်ပြီးတော့လုပ်ရဖို့ပေါ်ပေါက်လာမယ်လို့ပြောပါတယ်အဲ့တော့လုပ်ရဖို့ပေါ်ပေါက်လာမယ်ဆိုတာလုပ်ဖို့အခွင့်အရေးရမယ်လို့ဆိုလိုတာပါ အဝေးကနေရောက်လာတဲ့မိတ်ဆွေတွေနဲ့ပေါင်းပြီးဆောင်ရွက်ရတဲ့အလုပ်တွေကလည်းအောင်မြင်မှုရပါလိမ့်မယ်။ဒါကြောင့်အဝေးကနေရောက်လာတဲ့မိတ်ဆွေတွေကသူတို့လုပ်တဲ့လုပ်ငန်းအတွက်ကန့်လန့်လာတာမျိုးရှိခဲ့ရင်တော့ဒီလမှာပေါ်ပေါက်ခဲ့ရင်ကြာသာပရိနေနဲ့အဆပြေတဲ့အမည်ပိုင်ရှင်တွေကလက်ခံပြီးတော့လှုပ်ဆောင်တဲ့ကာလလိုပေါ်ပြထားတာကိုတွေ့ရပါတယ်။ပြပနဲ့သက်ဆိုင်တဲ့ခရီးနဲ့ပတ်သက်ရင်တော့ကြာသာပရိနေနဲ့အဆပြေတဲ့အမည်ပိုင်ရှင်တွေကအချိန်ကြန့်ကြာတတ်လို့မိမိသွားမဲ့ကာလတစ်ခုကို ြိုတင်ပြင်ဆင်ထားပေမဲ့အသေးချာဆောင်ရွက်ထားပြီးဖြစ်ပေမဲ့လည်းပဲနေ့စဉ်နဲ့အမျှအဲ့ဒီခရီးစဉ်နဲ့ပတ်သက်ပြီးအောင်မြင်မှုရှိအောင်အာရုံစိုက်ထားဖို့တော့လိုအပ်ပါတယ်နော်ဒါတော့အရေးကြီးပါတယ်ဒါပြပခရီးသွားမဲ့သူတွေအတွက်ကိုပြောတာဖြစ်ပါတယ်နောက်ဂျာတာပရင်းနိုင်တဲ့အစားပြည့်ရဲ့ပုံကိုရီးယားချစ်သူရှိပြီးပေမဲ့လည်းပဲမိမိကိုယ်တိုင်စိတ်များတတ်တာကြောင့်တော့ကဖြစ်ရတတ်ပါတယ် နော်ဂျာတာရီနိုင်တဲ့အစားပြည့်တွေပုံကိုယ်တွေလူလွတ်တွေကိုပြောတာနော်အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအာယုံများတတ်ပါတယ်အာယုံများတတ်တယ်ဒါလို့ဆိုရင်သဘောပေါက်ပါပြီနော်ဒါပေမဲ့အဲ့ဒီအာယုံများခြင်းကြောင့်စိတ်သောကဖြစ်เสียရီပေါ်ပေါက်လာတတ်တဲ့ကာလဖြစ်လို့ပြောရရင်တော့အာယုံမများပါနဲ့ပေါ့နော်အနောက်အိမ်အောင်ရင်းနဲ့ပတ်သက်ရင်အိမ်အောင်ဘက်ကမိမိကိုစီးပွားဥစ္စာတွေပေးအပ်နိုင်မဲ့လာတလာဖြစ်ပါတယ် ဲ့တော့မိမိတို့ရှားဖွေစုဆောင်နေတဲ့စီးပွားရေးအတိုင်းအတာနဲ့ညီမျှတဲ့နော်သူ့ထက်တာလွန်ချင်းရှိနိုင်တဲ့ငွေကြေးတွေကိုမိမိအိမ်ထောင်ဘက်ကမိမိကိုအနံလာနိုင်တဲ့အထိကောင်းကျိုးရှိပါတယ်အဲ့တော့ပြောချင်တာကအိမ်ထောင်ရင်းနဲ့ပတ်သက်ရင်အိမ်ထောင်ဘက်ရဲ့ကောင်းကျိုးကိုခံစားရမယ့်ကာလဖြစ်ပါတယ်ကျမ်းမာရင်းရတော့ပခုံးလက်ပြင် အဆရှိတဲ့နေရာတွေမှာအကျောအစစ်တွေထိခိုက်တာ အကျောညက်တာဒါတွေဖြစ်နိုင်လို့သတိပြုရမှာဖြစ်ပါတယ်။အောင်ကြာသာပြီးနိုင်တဲ့အဆပြုတဲ့နော်ပုံကုတ်တွေကကုသိုလ်အနေနဲ့ပြုလုပ်တဲ့နာစပယ်ပန်း၅ခုကိုကျွေပကံအဖြူမှာထည့်ပြီးဒလိုလေးပေါ့စပယ်ပန်း၅ခုကိုကျွေပကံအဖြူမှာခွေပြီးထည့်ပြင်ဆင်ပြီးကြာသာပရိနိနဲ့နဲ့ဆန်နာကြီးမကြော်ခင် အတွင်းထဲမှာဖះရှင်ရဲ့အကြောင်းတော်မှာအသေးချပကံလေးကိုကင်မပြီး 先让面漂过，阿用漂了，十片半公面呢，不少剪骨都漂了吧？感觉那么好看哦，不少剪骨都漂了吧？喏，哎呀哈，家大伯奶奶啊，杀猪嘞，米半线嘞，上月阳面骨头洗成了一把。然后到家奶奶杀猪嘞，米半线嘞，到家奶奶杀猪嘞，米半线嘞啊！天下交加间，奥面间那个，下次买干拉撇吧嘞。 ဲ့တော့ထင်ရှားကြော်ကြားခြင်းနဲ့အောင်မြင်ခြင်းဟာမတူဘူးထင်ရှားကြော်ကြားတယ်ဆိုတာဟာကိုယ့်ရဲ့လှုပ်ဆောင်ချက်ကို အများကအသိအမှတ်ပြုတ်လိုက်တာအများရဲ့ထောက်ခံချက်ကိုရရှိတာနော်ထင်ရှားကြော်ကြားတာအဲ့တော့အဲ့ဒါကထင်ရှားကြော်ကြားတာအောင်မြင်တာဆိုတာကလူသိသည်ဖြစ်စေမသိသည်ဖြစ်စေကိုရည်ရထားတဲ့ကိစ္စပြီးမြောက်သွားတာကိုဖြစ်ချင်းတော့လို့ဖြစ်သွားတာနော်အဲ့ဒါဟာအောင်မြင်တာအဲ့တော့အခုအောက်ကြံနေတဲ့အစပြုတဲ့အမိပိုင်ရှင်တွေက ထင်ရှားကြော်ကြားတာလည်းဖြစ်နိုင်တယ်အောင်မြင်တာလည်းဖြစ်နိုင်တယ်တဲ့ဒါကြောင့်เนาะဒီချိန်ကာလဟာတောက်ကြန်နေတဲ့အစပြည့်ရဲ့ပုံကိုတေဟာเนาะပြိသက်အလဲမှာထွက်ပြီးတော့ဆောင်ရွက်ရတဲ့မိမိရဲ့အရေးအသွေးကိုပြတဲ့အလုပ်တွေကိုလုပ်နိုင်သလိုမိမိရည်ရွယ်ထားတဲ့ကိစ္စတွေကိုအင်းနဲ့အားနဲ့ဇွဲနဲ့ဝရိယနဲ့ထည့်ပြီးစ조사ဆောင်ရွက်လို့ရတဲ့ကာလဖြစ်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့ထင်ရှားကြော်ကြားခြင်းကိုလည်းပေးမယ်။ အောင်မြင်ခြင်းကိုလည်းရမယ်ကာလဖြစ်လို့ပါဝန်တန်းဖြစ်တယ်ဆိုရင်လည်းယာဒူးတိုးဖို့အခွင့်အရေးအသစ်တွေကိုယာဒူးတိုးတဲ့အခွင့်အရေးအသစ်တွေကိုလက်ခံရရှိမယ်လားဖြစ်ပါတယ်တဲ့နော်ဝန်တန်းဆိုရင်တော့ယာဒူးတိုးမယ်အခွင့်အရေးတွေရရှိပါလိမ့်မယ်ကိုပိုင်စီးပွားလုပ်ငန်းအတွက်တော့လူသိများအောင်ဆောင်ရွက်ဖို့အခွင့်အရေးကောင်းတဲ့လားဖြစ်ပါတယ်အဲ့တော့မိမိရဲ့ကိုပိုင်စီးပွားဆိုရင်တော့ထုတ်ကုန်ပစ္စည်းတွေထုတ်လုပ်တယ်ဆိုရင် မိမိရဲ့ထောက်ကုံတွေကိုနော်စားသုံးသူတွေသုံးဆွဲသူတွေသိအောင်နော်ပြိသက်ရှေ့ကိုချပြဖို့အသင့်တော်ဆုံးကာလဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်နော်နောက်တစ်ခါတင်ကြားရေးလုပ်တဲ့လုပ်ငန်းရှင်တွေပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေနော်မာတင်ကြားရေးဆိုတာအွန်လိုင်းတင်ကြားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ပေါ့နော်နောက်တစ်ခါကျောင်းထောင်နဲ့နော် private ကျောင်းထောင်နဲ့ ပညာရေးလုပ်ငန်းလုပ်တဲ့သူတွေပဲဖြစ်ဖြစ်အဲ့ဒီလိုသူတွေဟာသင်ကြားရေးပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့ပုံကိုယ်တွေဟာဒီလမှာတောက်ကြန်နဲ့အစပြုတဲ့ပုံကိုယ်တွေဖြစ်မယ်ဆိုရင်နည်းနည်းမကောင်းဂုံသရင်ထွက်ပေါ်မဲ့ကာလဖြစ်ပါလေနော်အဲ့တော့ဆရာမဒီနေရာမှာတောက်ကြန်နဲ့အစပြုတယ်ဆိုတာလူပုံကိုယ်ကိုရည်ညွှန်းထားတာဖြစ်ပေမဲ့မိမိရဲ့လုပ်ငန်းရဲ့နာမည်အဖွင့်နာမည်ဟာလေတောက်ကြန်နဲ့ဖြစ်မယ်ဆိုရင် ဒီအဟောကိုယူလို့ရပါတယ်နော်အဲ့တော့ဥမာပေါ့နာမည်ကဂျာတာရင်းနိုင်နဲ့ပဲစထားတယ်ကို့လုပ်ငန်းရဲ့အဖွင့်နာမည်ဟာတောက်ကြနံအတန်ထွက်နဲ့အင်္ဂလိပ်လိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်အတန်ထွက်နဲ့စထားတယ်ဆိုရင်ဒါပေမဲ့သူ့လုပ်ငန်းဟာသင်ကြားရေးနဲ့ပညာရေးဆိုင်တဲ့လုပ်ငန်းပဲဖြစ်ရမယ်နော်အဲ့ဒါဆိုရင်တော့ဒီလဟာအောင်မြင်မှုကောင်းတွေကိုရရှိမဲ့လာတလဖြစ်ပါတယ်နာမည်ကောင်းဂုံတရင်တွေထွက်ပေါ်မဲ့လာဖြစ်ပါတယ်အခြေရေးကိစ္စတွေဟာ ညှော်မှန်းတယ်လို့အောင်မြင်မှုရမယ်ကာလဖြစ်ပါတယ်တဲ့အဲ့တော့မိမိဘလို့ညှော်မှန်းထားလဲမိမိညှော်မှန်းထားတာဒီသူ့ကိုနော်ချီးရဲဆိုဖို့ညှော်မှန်းထားရင်အဲ့ဒီမိမိချီးရဲဆိုတာအောင်မြင်မယ်အဲအကယ်၍လက်ထပ်ဖို့ရည်ရွယ်ထားရင်လက်ထပ်ခွင့်တောင်းဖို့ရည်ရွယ်ထားရင်မိမိလက်ထပ်ခွင့်တောင်းခြင်းအောင်မြင်မယ်ပေါ့နော်အဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးညှော်မှန်းထားတာတွေအောင်မြင်မှုရရှိမယ်အဲ့တော့အိမ်အောင်သေးများဆိုရင်တော့ မျက်နာစမ်းပွင့်လွန်းလို့အထင်လွဲခံရတတ်တဲ့ကာလဖြစ်ပါလေတဲ့เนาะသူကတော့ဘာမှစိတ်ရင်းရင်တာမရှိဘူးဒါပေမဲ့လည်းပဲသူ့ရဲ့မျက်နာစမ်းပွင့်ခြင်းကြောင့်เนาะတစ်ဖက်လူရဲ့အထင်လွဲတာမျိုးကိုတော့ခံရတတ်တဲ့ကာလဖြစ်ပါလေတဲ့เนาะနောက်တစ်ခါကျမ်းမာခြင်းရအစာအတော့ကြောင့်ဘေးအတွက်ဆိုးချိုးအလွယ်တကူဖြစ်တတ်ပါတယ် ော်တရီထားပါမိမိစားနေကြအစားစာကိုတော့တရီထားပြီးစားပါအစ်စ်အစမ်းအရတာအစ်စ်တွေစားသုံးခြင်းကိုလည်းကယူဆိုင်ပါနော်ဒါကြောင့်အစားအတော့တွေကြောင့်ဖြစ်တဲ့ဘေးရက်ဆိုးကျိုးတွေအလွယ်တကူဖြစ်ပေါ်တတ်ပါတယ်ကုသိုလ်အစီအစဉ်နေနဲ့တော့တောက်ကြနေနဲ့မိမိမွေးနေမှာအမတောက်ကြနေနဲ့အစားပြုရတဲ့အမီပိုင်ရှင်ဖြစ်ပေမဲ့မွေးနေဟာစနေဖြစ်ရင်လည်းဖြစ်မယ်ကြာတာပြည့်ဖြစ်ရင်လည်းဖြစ်မှာပေါ့နော်ဒါကြောင့်ကုသိုလ်လုပ်ရမှာနှစ်ရက်ပါ တောက်ကြနေရဲ့မိမိရဲ့မွေးနေရဲ့တောက်ကြသားသမီးဆိုရင်တော့တရက်ပဲလို့ယုံမယ်ပေါ့နော်အဲ့တော့အဲ့ဒီနေ့မှာအသင့်ဖုံးခွေသုံးဆောင်နိုင်အောင်ပြင်ဆင်ထားတဲ့စွန်းနဲ့အတူ ပြင်ဆင်ထားတဲ့တစ်သီးစွန်းကိုပါကတ်လှူဖို့ဖြစ်ပါတယ်တပတ်မှာနှစ်ရက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကတ်လှူမှုဟာသူကအချိန်ကာလအဖြစ်အယုံမှာပဲလှူလို့နေစွန်းမှာပဲလှူလို့မိမိအစဉ်ပြေရာမှာအဲ့ဒီစွန်းနဲ့အတူ အသစ်ဖုံးပွဲသုံးဆောင်မှုပြင်ဆင်ထားတဲ့သစ်သီးစွန်းတပွဲကိုပါကတ်လို့ရမှာဖြစ်ပါတယ်။နော်။နောက်စနေနေနဲ့အစပြုတဲ့အမြီပိုင်ရှင်တွေပါ။စနေနေနဲ့အစပြုတဲ့အမြီပိုင်ရှင်တွေကတော့စီပေါ်ရင်အထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်။ဒီလကတော်တော်များများနော်ဟိုဟိုနင်းလေးတွေပေါ့ဂျိုလေးတွေရဲ့အနေထားလေးတွေကောင်းတဲ့အတွက်တင့်တင့်နဲ့ကန်တရားအဟောလေးတွေတွေ့ရပါတယ်။ စီမားရေးထူးကောင်းမွန်တဲ့ကာလဖြစ်တယ်။ဒါတို့တို့ချင်းလုံပိုင်ခွင့်အနှင်းခံရခြင်းတို့လည်းဖြစ်ပါလိမ့်မယ်။ဘာသာရေးကုသိုလ်ရေးကိုပုံပြီးအာယုံဆိုင်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်မိမိဆောင်ရွက်နိုင်တဲ့အလျောက်ကောင်းသောမိမိရဲ့ကံတရားတွေဟာပိုးပြီးတော့ထင်ရှားအကျိုးပေးလာမယ့်ကာလလည်းဖြစ်ပါတယ်။အဲ့တော့ဖခင်ဒါမှမဟုတ်အကြီးအကဲတူဦးရဲ့ ကျမ်းမာရေးချောင်းတော့မိမိမှာစိတ်တော်ကဖြစ်ရတာစိတ်ပူရတာတွေဖြစ်စေတတ်ပါတယ်အဲ့တော့ကုံချမ်းတွေကိုတံပိုးပြောင်းလဲပြီးအကျိုးအမြတ်ထင်ရှားလိမ့်မယ်လို့ပေါ်ပြပါတယ်ဒါကဘာကိုပြောချင်တာလဲဆိုတော့เนาะဟိုကုန်ပစ္စည်းထုတ်လုပ်တဲ့နေရာမှာကုံချမ်းကနေကုံကျော်အဖြစ်ပြောင်းလဲထုတ်လုပ်တဲ့လုပ်ငန်းမျိုးတွေဆိုရင်အဲ့ဒီလုပ်ငန်းတွေဟာဒီလအတွက်ကောင်းကျိုး အကျိုးအမြတ်ထင်ရှားမဲ့ကာလလို့ဖော်ပြတာပါအဲ့တော့ပညာရေးနဲ့သက်ဆိုင်တဲ့ပညာရေးလုပ်ငန်းလုပ်သူတွေကတော့ပြိသက်ပေါများလာမဲ့လာဖြစ်တယ်လို့ပြိသက်ရဲ့ထင်ကြီးလေးစားမှုကိုရရှိမဲ့ကာလဖြစ်ဖော်ပြပါတယ်အခြေရေးအရတော့မိမိနဲ့အသက်အရွယ်အလွန်ကွာတဲ့သူတွေရဲ့ခြေရေးဆိုခြင်းကိုခံရတတ်တဲ့ကာလဖြစ်ပါတယ်နော်အဲ့တော့အိမ်အောင်တွေအတွက်တော့တုံးနဲ့တုံးမကြာခဏ เนาะอไตขันสกาပြောสู่ย่าราริဖြစ်ပေါ်စေတတ်တယ်လို့ဖော်ပြထားပါတယ်အဲ့တော့ចမ်းမာရေးအရာတော့စနေနေနဲ့စတဲ့အမိပိုင်းရှင်နေရဒီလရဲမှာအယိုးအစစ်ထိခိုက်တာနာကျင်တာရောင်ရမ်းတာတွေဖြစ်ပေါ်တတ်လို့သတိထားဖို့လိုအပ်ပါတယ်စနေနေနဲ့အစပြုတဲ့အမိပိုင်းရှင်နေပြုလုပ်တဲ့နဲ့ကုသိုလ်ကစနေနေနဲ့အစပြုတဲ့ဖုံးတော်ကြီးကြောင်းเนาะဒါမှမဟုတ်ရင်စနေသားတန်ဃာတော်ရဲ့သရင်300ကျောင်းမှာ ဆန်၊စီ၊စာအစရှိတဲ့လှုပ်ွယ်ဖြစ်စည်းတွေကိုလှူဒန်းပေးတဲ့ကုသိုလ်တစ်ခုကိုနော်ပြုလုပ်ပေးဖို့ဖြစ်ပါလေ။အဲ့ဒါကတော့နေ့ရက်ရွေးချယ်စရာမလိုပဲမိမိအစဉ်ပြေရာရက်ကိုဒီတလတာအတွင်းမှာပဲရွေးချယ်ပြီးမိမိကိုယ်တိုင်လက်ထိလက်ရောက်ကတ်လှူပေးသွားဖို့ဖြစ်ပါလေ။နော်ဒါဟာတနင်္ဂနွေကစပြီးတော့စနေအစောနာနေနဲ့ နော်အစပြုတ်တဲ့အမည်နာမမှာအစပြုတ်တဲ့နန်နေနဲ့အမည်တွေကနေပြောလာမဲ့ကံချမအဟောတွေဖြစ်ပါတယ်။ဒါကြောင့်အခုနေနန်နေအလိုက်နော်နေအလိုက်နန်အလိုက်ဆိုတာထက်အမည်နာမရဲ့အစစလုံးအခရာတွေနဲ့ဟောပေးထားတဲ့အမည်များမှပြောတော့ကံချမကိုအသေးချာနားထောင်ပြီး သတိပြုတဲ့နာတွေကိုလည်းပဲသတိပြုနေထိုင်လို့ပြုလုပ်ရမယ်ကုသိုလ်တွေကိုဆောင်ရွက်သွားပြီးအားနည်းချက်တွေကိုအကာအယံဖြတ်လို့ကောင်းချိုးတွေကိုပို့ပြီးထင်ရှားလာစေမှာဖြစ်ပါတယ်အားလုံးမင်္ဂလာနေ့လည်ခင်းလေးပါကျမ်းမာချမ်းသာပြီးအနေကင်းဘေးရှင်းလို့စိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ဆက်လိုက်ပါတယ်